ကဲဒီနေ့တော့ပဇွန်စိတ်ကြော်စားมาဖြစ်ပါတယ်ပဇွန်စိတ်လေးတွေကိုရေးဆေးပြီးတော့အယောင်အရာတွေထည့်နေမယ်ပြီးရင်ချက်တုံကိုပပလေးနန်းနမေသွားခူးပြီးတော့ငရုတ်သီးလေးထောင်းထားမယ်ပြန်စီထည့်ပြီးတော့ကျက်သွန်းကိုရင်ကြော်လိုက်တယ်ကျက်သွန်းကလည်းကျွတ်သွားပြီးတော့အယောင်ပြောင်းသွားပြီဆိုရင်ခဏဆယ်ပြီးတော့တခြားနေရာမှာထားလိုက်ပြီးမှပဇွန်ကိုထည့်ကြော်ပါတယ်ပဇွန်တော့လည်းကျွတ်သွားအောင်လို့ကျွတ်သွားတဲ့အချိန်နဲ့ကြော်လိုက်တယ် ဆိုတာနဲ့ကျွတ်သွားပြီဆိုရင်ဆီကနည်းသွားလို့ခုနကငယ်ဦးတီးတွေကိုထည့်ပြီးတော့ဆီတက်တယ်ပြီးရင်ခုနကကြော်ထားတဲ့ကျွတ်သွန်လေးနဲ့ပြန်ပြီးတော့ရောထည့်လိုက်တယ်ရောလိုက်ပြီးတော့အယောင်လေးကထွက်လာပြီဆိုတော့ဘဇုံလေးနဲ့ပါပြန်ရောပြီးတော့မှုလိုက်တယ်ပြီးတော့စားထည့်ချက်သားမုတ်တွေထည့်တယ်ပြီးနည်းနည်းလေးမှုလိုက်တယ်ဟမ် အရောင်လေးကတောက်လာပြီးကျွတ်သွားတဲ့အခါမှာနန်းနန်းဘေးလေးကိုကကြီးနဲ့ညက်ပြီးတော့မှထည့်လိုက်ပါတယ်။ရှမ်းနန်းနန်းရှာဝယ်လို့မရလို့ခြံထဲမှာရှိတဲ့နန်းနန်းဘေးမဲထည့်ရပေမဲ့လည်းကိစ္စတော့တိတ်မရှိပါဘူး။အခုဆိုရင်တော့အရောင်အနက်ရတာပြည့်စုံမဲ့ပစွန်စိတ်ကြောင့်လေးရရှိသွားပြီဖြစ်ပါတယ်ခင်ဗျာ။စားဖို့လည်းအဆင်သင့်ပါပဲ။ပစွန်စိတ်မိုဟင်းအမဲသား channel မှာရှိတဲ့ကြောက်ဖွယုံညွန့်နဲ့ချက်တဲ့ဟင်းကြုံတို့စရာငပိရင်နဲ့စားလိုက်တယ်ဗောဗျာ